ထပ်ပြီးတော့လက်ကျက်မိနစ်တွေမှာမြန်မာအသင်းကထပ်ပြီးတော့ဥဆောင်ကိုတွေများရရှိနိုင်မလားဆိုတော့ဒီကေကိုစိတ်ဝင်စားစမ်းကြည့်ရမှာလည်းဖြစ်ပါတယ်။မာတယ်မေအေးဝင်လာပြီရှင်းသက်ဖြူစင်ပြုတ်ပိတ်ပြီ။လေပြောလို့မဆုံးခင်ပါပဲရှင်းသက်ဖြူစင်ပြုတ်နောက်ထပ်သွင်းကိုတခုတော့ရယူပေးသွားနိုင်ပြီဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့ဖွေစော်ဦးသွင်းကိုရယူပေးထားနိုင်ခဲ့တဲ့အရှင်းတန်ဖြူစင်ပြုံးလက်ရှိပွဲချိန်60မိနစ်အရောက်မှာတော့နောက်ထပ်သွင်းကိုတခုတော့ထပ်ပြီးတော့ရရှိအောင်စောင့်ဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ် ။ဒါကြောင့်ဒီနေ့ပွဲစဉ်မှာတော့ရှင်တန်ဖြူစင်ဖြုံသင်ကိုနှစ်ခိုးအထိရရှိအောင်စမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်တန်ဖြူစင်ဖြုံကတော့ပထမပိုင်းမှာလဲပွဲစပြီး2မိနစ်မပြည့်ခင်မှာတကောအခုဆိုလို့ရှိရင်လဲ62မိနစ်မှာတကောနဲ့နှစ်ခိုးသွင်းယူထားနိုင်တာလဲဖြစ်ပါတယ်။ကျေကိုလှပတဲ့အတွင်းကိုတွေကိုမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါလေရှင်။ပြန်ပဲခန်းစစ်ကစားမတွေဟန်တားနေတဲ့ကြားရရပဲအကောင်းဆုံးပုံစံတစ်ခုနဲ့ဘောလုံးကိုချိတ်ကပ်ပြီးတော့အဆုံးသတ်ခဲ့တဲ့အရှင်းသတ်ဖြူစင်ပြော ချိန်မှာတော့မြန်မာအသင်းအတွက်69မြောက်သွင်းကိုတော့အပိုင်နိုင်ဆုံးရယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ချိန်မှာတော့သူ့ရဲ့ပါနက်မှုကိုတော့ဒီသွင်းကိုမှကောင်းကောင်းကြီးမြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်။